ASK Okay Channel ကနေကြိုဆိုပါတယ်။ဒီဗီဒီယိုမှာတော့ Gemini application ကိုဖုန်းနဲ့အသုံးပြုနေတဲ့ထားရှိရမယ့် setting တွေအကြောင်းကိုအပြည့်အစုံပြောပြပေးကြပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားတဲ့နောက်မှာ Gemini application နဲ့ပတ်သက်ပြီးတော့ဘယ်သင်တန်းမှထပ်ပြီးတက်ရောက်စရာမလိုလောက်တော့အောင်အပြည့်အစုံပြောပြပေးထားပါအကယ်၍ကိုက Gemini application ကိုကျွမ်းကျင်စွာအသုံးပြုနိုင်နေပြီသားလို့ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကြော်သွားပေးပါခင်ဗျာ Gemini ကို Play Store ကနေ download လိုက်ပါမယ် ဟုတ်ပါဂျမနိုင်းနဲ့ကို ရောက်ရှိတော့ပေါ့ငါပြောသည့်ပုံလေးနဲ့ create image ဆိုတာကိုမြင်ရမယ်ဒီ create image ကိုနှိပ်ပြီးတော့မှအလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့သူကဓာတ်ပုံတွေကြွေးလို့ဖို့အတွက်ကိုပေးထားတာအစင်းနှိပ်ရှိပြီးသား pro အနေနဲ့ကိုရေးထားပေးတာတွေ့ရတယ်နောက်တစ်ချက်အနေနဲ့ကကျတော့ right ် right ကကြတော့ဒီဘက်မှာသူဒီအဓိကရေးရမှာကကြတော့ email တွေကို my neighbor ရေးချင်တဲ့ကိစ္စမျိုးတွေနောက်တစ်ခါကျတော့ job interview တွေနဲ့ပတ်သက်ပြီးတော့တော့မှ thank you note ရေးတဲ့အပိုင်းမျိုးတွေဆိုပြီးတော့မှ email တွေရေးဖို့နဲ့တချို့နောက်ပိုင်းရေးတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့မှလှုပ်ဆောင်ရမယ့်အပိုင်းတွေအတွက် right ကိုအသုံးပြုတယ်နောက်တစ်ခုဘေးရကြတော့သူဒီဥမာကို organization ပေါ့နော်ကိုအဖွဲ့အစည်းတစ်ခုမှရှိတဲ့ရာထူးအစဉ်အဆက်လိုက်ကိုဖွဲ့စည်းကြတဲ့မျိုးတွေနောက်တစ်ခါ website ဖွဲ့စည်းဖို့အတွက်ဘယ်လိုမျိုးစတင်လှုပ်ဆောင်အောင်မသိဘူးဆိုတဲ့လူမျိုးတွေအတွက်ကိုဘေးကိုနှိပ်ပြီးတော့မှ သုံးပြုနိုင်တယ်ဒီမှာကျတော့ canvas feature ကိုအသုံးပြုတာနောက်တစ်ခုကကျတော့ dresses dresses ကကျတော့ဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်ဥမာကိုယ်အနေနဲ့မြန်မာနိုင်ငံမှာရာသီဥတုကဘယ်လိုခြေနေရှိလဲဆိုလို့ရှိရင်သူက dresses လုပ်တယ် reset လုပ်ပြီးတော့မှကိုယ့်ရဲ့အဖြေတွေကိုဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအအင်တာနက်ပေါ်မှာရှိတဲ့တချို့အချက်လက်တွေတချို့ဝက်ဘ်ဆိုက်တွေကိုဝင်ရောက်ရှာဖွေမှွေနှောက်ပြီးတော့မှကိုယ့်ကိုအဖြေကို ဖိုးကားချက်တွေနဲ့ပြန်ပေးတဲ့အပိုင်းကိုတော့ D reset ဖြစ်သုံးလို့ရတယ်။ D reset ကတော့ normal feature တွေမှာသုံးလို့မရဘူး။အဲ Gemini မှာ pro feature ဝယ်ပြီးတော့သုံးမှသာလည်းရင် D reset ကိုသုံးလို့ရမှာဖြစ်တယ်။ဒါကတော့ကျွန်တော်တို့ရဲ့မြင်ရတဲ့ byte နောက်တစ်ချက်ကကြတော့ဒီဘက်မှာ S Gemini ဆိုပြီးတော့စာရေးထည့်လို့ရတဲ့အပိုင်းကိုတော့ကျွန်တော်က prompt bar လို့ခေါ်တယ်။ဘယ်လိုနေရာမျိုးမှာအသုံးပြုရလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့စာတွေရိုက်ထည့်မယ်။ကိုလိုချင်တဲ့အကြောင်းအရာတွေကိုစာရိုက်ထည့်ပြီးသွားတော့မှဒီ Gemini ကနေပြန်ပြီးအဖြေတွေတောင်းတဲ့အတွက်ကိုအသုံးပြုတယ်။ဒီဘက်မှာကျွန်တော်တစ်ချက်ရိုက်ကြည့်လိုက်မယ်။ မြန်မာနိုင်ငံမျိုးတော့ပြောပြပါလို့ကျွန်တော်ရိုက်ထည့်လိုက်တဲ့နေပြည်တော်ဖြစ်ပါတယ်။ဒါပေမဲ့ရန်ကုန်ကတော့စီးပွားရေးမျိုးတော်နဲ့အကြီးဆုံးမျိုးဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဒါကတော့မြန်မာနိုင်ငံမျိုးတော်အကြောင်းကျွန်တော်ရိုက်ထည့်ပြီးတော့မှပြောပြတာ။အဲ့ဒီအဂျမနိုင်းရဲ့အောက်မှာအပေါင်းပုံစံလေးရှိတယ်။ဖုန်းစကရင်ရဲ့ဘယ်ဘက်အောက်တောင်ဆုံးပေါ့ အဲ့ဒီကအပေါင်းဆက်ခွင်လေးကိုတစ်ချက်နေပြီးတော့မှကင်မရာကင်မရာတွေကနေပြီးတော့လေကျွန်တော်တို့ဓာတ်ပုံတွေကိုရိုက်ထည့်ပြီးတော့ဂျမနိုင်းကိုတင်ပြီးတော့ကိုဒီလိုချင်တဲ့အကြောင်းအရာတွေကိုမေးလို့ရတယ်နောက်တစ်ခုကဂလာရီဂလာရီကတော့ကိုတခါနဲ့ကိုဖုန်းထဲမှာအစင်းသိရှိပြီးသားရိုက်ထည့်ပြီးသားဓာတ်ပုံဒါမှမဟုတ်အင်တာနက်ကနေပြီးတော့မှရှာထားတဲ့ဓာတ်ပုံတစ်ခုခုကိုထည့်သွင်းပြီးတော့မှလည်းမေးလို့ရတယ်နောက်တစ်ချက်ကကြတော့ဖိုင် ပြမနိုင်မှာဓာတ်ပုံတွေထည့်ပေးလို့ရတဲ့အကြောင်းအရာတွေမဟုတ်ဘူး။ဥပမာကိုရေးထားတဲ့စာတန်းတွေဥပမာကိုတချို့ရေးထားတဲ့စာတွေကိုတချို့ ပြင်ဆင်ထားတဲ့အချက်အလက်တွေကိုလည်းထည့်ပြီးတော့မှဂျမနိုင်နဲ့အတူပူးပေါင်းပြီးတော့အလိုလိုဆောင်လို့ရတယ်။နောက်တစ်ခုကကျတော့ drive ကတော့ fine နဲ့အတူတူပဲ။သူကတော့ drive က Google Drive မှာအသုံးပြုထားတဲ့အပိုင်းတွေကိုလည်းဓာတ်ရိုက်ထည့်သွင်းပြီးတော့မှမီးလို့ရပါတယ်။ဒီဘက်မှာကျတော့အဆက်ကလေး20ကိုမြင်းကြောင်းလေး2ချောင်းကိုအပြန်ညာပြန်လောက်ထားတဲ့အပိုင်းကိုတော့ကျွန်တော်တို့က true လို့ခေါ်တယ်။ ဒီတူးတဲ့ကိုတစ်ချက်ဝင်ပြီးတော့အမအဲ့ဒီမှာအပိုင်း၄ဘိုင်းပါတာကိုတွေ့ရတယ်ဒါပေမဲ့ဒီ reset ကတော့ ကိုခဲမှာ provide ရှင်းဝယ်ထားမှသာလျှင်အဓိကအသုံးပြုလို့ရတယ်။ပုံမှန်ကနေကပြခဲ့တဲ့အတိုင်းပဲ create image ငပြောသည့်ပုံလေးနဲ့ဒီ image တွေ create လုပ်ဖို့ဓာတ်ပုံတွေဖန်တီးဖို့အတွက်ကိုအသုံးပြုတယ်။နောက်တစ်ခုကကျတော့ deep reset ကတော့ဒီ Gemini မှာမေးလိုက်တဲ့အဖြေတွေကို deep reset ဖွင့်ပြီးတော့မေးမယ်ဆိုလို့ဆိုလို့ချင်းတိတိကျကျလေးကိုမေးလို့ရတယ်။နောက်တစ်ခုကသူ့အနေနဲ့ဒီ deep reset နဲ့ကိုကချက်တွေအကုန်လုံးကိုလည်းရှာဖွေပြီးသွားတော့မှာကိုကိုကိုကချက်ဘယ် website က အကြောင်းအရာတွေကိုယူလာပါတယ်ဆိုပြီးတော့လည်းပြန်ပြောပေးလိမ့်မယ်နောက်တစ်ချက်ကကြတော့ canvas canvas ကိုအသုံးပြုလာကြတော့နှစ်နေရာမှာအသုံးပြုနိုင်တယ်နောက်တစ်ခါဥပမာကိုက email တွေရေးတယ်လမ်းသွားနေတဲ့ email တွေရေးတယ်အဲ့လိုနေရာမျိုးတွေမှာလည်းအသုံးပြုနိုင်တယ်နောက်တစ်ခါကိုယ်အနေနဲ့ပတ်သက်ပြီးတော့မှဒီ canvas ကိုဒီ Google Gemini application မှာကတော့တိတိဝင်ဝင်သူ့ရဲ့အသုံးဝင်မှုတွေကိုအများကြီးသိရှိနိုင်မှာမဟုတ်ဘူး email ကိုအကျဉ်းရေးပတ်ခိုင်းတာမျိုးတွေနောက်တစ်ချက်အနေနဲ့ကိုယ်အနေနဲ့ file အနေနဲ့ပေါ့နော်ဥပမာဒီ canvas နဲ့ဖွင့်ပြီးရေးမယ်ဆိုလို့ရှိရင် document file နေနဲ့ပြန်ပေးတာမျိုးတွေအဲ့လိုမျိုးတွေပဲအနေချင်းနေနဲ့အသုံးပြုနိုင်ပါသေးတယ် Gemini AI website အကုန်လုံးကိုကိုဖုန်းနဲ့ပဲအသုံးပြုနည်းဆိုတဲ့ဗီဒီယိုလေးလုတ်ထားခဲ့တယ်အဲ့ဒီဗီဒီယိုမှာတွားကြည့်ပြီးသွားတဲ့နောက်မှာ Gemini website ကို ဝင်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်တော့ကမ်ဘက်ကအသုံးဝင်မှုဒီပို့ပြီးထဲထဲဝင်ဝင်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကမ်ဘက်ကကြတော့သူ့ရဲ့လှုပ်ဆောင်မှုအကုန်လုံးဒီဥမာကျွန်တော်တို့အနေနဲ့ကမ်ဘက်ကိုဖွင့်ပြီးတော့တော့မှစာတကြောင်းရိုက်ထည့်လိုက်တယ်။အဲ့ဒီစာတကြောင်းရိုက်ထည့်လိုက်တာနဲ့အဲ့စာတကြောင်းနဲ့ပတ်သက်တဲ့အကုန်လုံးသူက document အနေနဲ့ဖွင့်လာပေးတယ်။အဲ့ဒီ document မှာကိုလိုချင်တဲ့အတိုင်းကိုပဲတွားရောက်ပြီးတော့တခါလေပြင်လို့ရတယ်။ဥပမာကမ်ဘက်ကိုဖွင့်ပြီးရေးမယ်ဆိုလို့ရှိရင်သူရေးလိုက်တဲ့ဟာအကုန်လုံးဒီပေးလာတဲ့ အချက်လက်အကုန်လုံးဒီမှာစတင်ဘောတစ်ခုပေါ်မှာရေးထားတဲ့အချက်လက်တွေလိုပဲကိုကအဲ့ဒီအချက်လက်တွေကိုဝင်ပြီးတီးဖြတ်နိုင်တယ်ဝင်ပြီးလိုချင်တဲ့ဟာကိုဖြတ်နိုင်တယ်လိုချင်တဲ့အပိုင်းကိုပြင်ဆင်နိုင်တယ်အဲ့လိုမျိုးနေနဲ့ကမ်းဘက်ကိုအသုံးပြုတယ် ဒီကောင်ကိုအဓိကအသုံးပြုကြရတော့ webpage application ရေးတဲ့အပိုင်းလေးနောက်တစ်ပိုင်းအနေနဲ့ဟို email ရေးတဲ့အပိုင်းလေးနောက်တစ်ခါ structure ရေးခိုင်းတဲ့အပိုင်းလေး mind map တိဆောက်တဲ့အပိုင်းလေးမှာဆိုလို့ရှိရင်အရန်အသုံးဝင်တယ် structure ဆိုတာကကျတော့ကိုယ့်ရဲ့ organization မှာဘလို့ယာတုစစ်စစ်မျိုးတွေထားမလဲဥပမာကိုယ် company တစ်ခုကိုတည်ထောင်မယ်ဒါမှမဟုတ်အကြောင်းအရာတစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်အစင်းစင်းပုံတော့လောက်ခတဲ့အပိုင်းမျိုးတွေမှာတော့ canvas ကအရန်အသုံးဝင်ပါတယ်နောက်တစ်ခါကိုယ်မှာ finance နဲ့ပတ်သက်တဲ့ file အများကြီးကိုကိုယ်ကလေ့လာမှာအများကြီးပဲ canvas ကိုတင်ပြီးတော့မှအချင်းချုပ်အနေနဲ့ဖော်ပေးခိုင်းလို့လည်းရတယ်ဗောနော် ါကတော့ canvas ပါနောက်တစ်ခုကတော့ guided lining guided lining ကိုဖွင့်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင် guide သူ့ရဲ့အလုပ်လုပ်ပုံကကြတော့ဖုန်းနဲ့တအား guide တယ်ဥပမာကိုယ့်အနေနဲ့ပညာရက်တစ်ခုကိုလေ့လာမယ်ဥပမာကိုကចောင်းသားဆိုပါဆိုចောင်းသားဆိုလို့ဆိုလို့ရှိရင်လည်းဥပမာသိပ္ပံနဲ့ပတ်သက်ပြီးတော့မှလေ့လာမယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာတစ်ခုကိုရေးပြလိုက်ဟိုဆီယမ်မကစာသင်တဲ့တယောက်အနေနဲ့ကိုကိုပြပြီးတော့သင်ကြားပြသပေးမှဖြစ်တယ် ်မေးလာတဲ့အချက်လက်တွေကိုပြန်ပြီးတော့အဖြေပေးပြီးသွားတော့မှမှမှကိုယ်အနေနဲ့ဘယ်လောက် level ရှိတယ်ဘယ်လောက်အတိုင်းတာလောက်ထိပဲကိုယ့်ကိုဖတ်ပြီးတော့ဘယ်လိုမေးခွန်းမျိုးတွေနဲ့ပို့ train မယ်ဆိုပြီးတော့တော့မှ landing လုပ်တဲ့နေရာမှာအရန်အသုံးဝင်တယ်နောက်တစ်ချက်အနေနဲ့ကတော့ဒီဘက်ကမိုင်းပုံစံလေးရတော့အရင်တုန်းကတော့မြန်မာလိုမေးတာမျိုးတွေကျွန်တော်တို့လှုပ်ဆောင်မှုတယ်ရတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့မြန်မာလိုမေးတာမျိုးကိုတော့လှုပ်ဆောင်လို့ရတာကိုမတွေ့ဘူးဒီဘက်ကကျတော့ဒီဘိုင်းလေးကိုကျတော့ကျွန်တော်တို့က we're about to go live where you can explore complex topics or ideas just by talking But before we get started, take a quick look at this important information. ဒီကောင်ကကြတော့ Go Live with Gemini မှာဥပမာဒီ live ကဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလို့ဆိုလို့ရှိရင်ကိုကဒီဘက်ကစကားတစ်ခုပြောပေးလိုက်တယ်။ဥပမာလူနှစ်ယောက်စကားပြောနေတယ်ဆိုလို့မျိုးအသုံးပြုလို့ရနိုင်တယ်။သူကဘလောက်တိအောင်အဆင်ပြေလဲဆိုလို့ရှိရင် Facebook သုံးနေတယ်။ Google Gemini ကိုအသုံးပြုခြင်းနဲ့ဒီဘက်မှာကျွန်တော်တို့က Hey Google လို့ခေါ်လိုက်တာနေတယ်။သူကတခါလဲလာပြီးတော့ download လုပ်ပေးတယ်။ဒီ screen မှာရှိတဲ့အပင်ကဘာအပင်လဲလို့မသိဘူးဆိုတာနေတယ်။ကိုယ့်ရဲ့ screen ကိုသူ Gemini ကလူတစ်ယောက်ဘေးနားကကြည့်နေတယ်လို့မျိုးကြည့်လိုက်တယ်။ ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ screen မှာမြင်နေရတဲ့ ပင်ဒီဘာအပင်မှာဆိုပြီးတော့မှပြန်ပြီးပြောပေးတဲ့အပိုင်းမှာအခုချိန်မှာတော့မြန်မာလိုမေးလို့မရဘူးအရင်တုန်းကတော့မြန်မာလိုပြန်ပြောပေးတယ်အင်္ဂလိပ်လိုမေးလိုက်ပေးမယ်မြန်မာလိုပြန်ပြောပေးတယ်အခုနောက်ပိုင်းမှာတော့မြန်မာလိုလည်းပြန်မပြောဘူးမြန်မာလိုလည်းမေးလို့မရသေးဘူးဒါပေမဲ့နောက်ပိုင်းမှာရလာပါလိမ့်မယ်တော့ကျွန်တော်တို့ယုံကြည်ပါတယ်ဂျမနိုင်းမှာကျတော့2.5 flat ဆိုပြီးတော့မှရှိတယ်အဲ့ဒီပင်က down arrow လေးကိုတစ်ချက်နှိပ်ပြီးတော့မှသူ့မှာအပိုင်းနှစ်ပိုင်းပါတယ်ဂျမနိုင်း flat ကကျတော့ကျွန်တော်တို့အခုလက်ရှိအသုံးပြုနေတဲ့ version fat all round hair ကကျတော့2 2.5 flat Gemini ရဲ့နောက်ဆုံးထွက်တဲ့ version တွေတရာတစ်ခုနောက်တစ်ခါကကျတော့2.5 Pro ကအောက်က Magnet Core သူကကျတော့ Gemini မှာကိုရီမေးလိုက်တဲ့မေးခွန်းနေရာမှာသူကတိတိကျကျပို့ပြီးတော့မှစဉ်းစားတွေးခေါ်ပြီးတော့မှပြန်ဖြည့်ပေးတဲ့အနေထားမျိုးနဲ့တုံးတယ် flag ကတော့ကိုယ့်ရဲ့အဖြေတွေကိုမြန်မြန်ဆန်ဆန်ပြန်ပြီးတော့တုတ်ပြန်ပေးနိုင်တယ်။ဟိုတိတိကျကျကိုယ့်ရဲ့မေးလိုက်တဲ့မေးခွန်းတွေကိုတိတိကျကျ analyze လုပ်ပေးခြင်းတော့မရှိဘူး။ဒါပေမဲ့2.5 pro ကကျတော့ကိုယ့်ရဲ့အချက်လက်အကုန်လုံးကိုတိတိကျကျပို့ပြီးတော့ဟိုစဉ်းစားတွေးခေါ်ပေးတယ်။အဲ့ဒီနေရာမျိုးတွေအတွက်ကြောင့်မလို့ကိုပြီးတော့မှကိုယ့်ရဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဟို reason A ပဲပေါ့နော်။ပုံမူပြီးတော့မှတိကျမှန်ကန်တဲ့အဖြေမျိုးတွေနောက်တစ်ခါသင်ချာနဲ့ကုတ်တွေမှာဆိုလို့ရှိရင်တော့2.5 pro ကတအားအသုံးမယ်နဲ့အခု free device အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့2.5 pro ဒီ limit အနေနဲ့တနေ့မှာ Pro 5ကြောင်း6ကြောင်းအဲ့လောက်ပဲရေးလို့ရတယ်ဒါတော့မှကို့အနေနဲ့ဒါစာပုံမူတည်သေးတာပေါ့နော်ဒါပေမဲ့2.5 flat ကတော့ unlimited နေပါလောက်တော့အသုံးပြုလို့တော့ရနိုင်နေပါပြီဟုတ်ပြီတချို့အနေနဲ့ဓာတ်ပုံတွေထုတ်တယ်ဥပမာ canvas ကိုအသုံးပြုမယ် dread set တွေအသုံးပြုမယ်ဆိုလို့ရှိရင်တော့2.5 pro နဲ့သုံးတာကအများကြီးအသုံးတက်ပါလိမ့်မယ်ဖုန်း screen အပေါ်ဘက်ဆုံးဘယ်ဘက်တောင်းကမင်းကြောင်းလေးသုံးချောင်းကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာတွေ့ရမှာဒီ အောက်မှာ new chat new chat ဆိုတာကတော့ဥမာကျွန်တော်တို့ဒီ chat တစ်ခုမှာခုနကကျွန်တော်ရေးလိုက်တာဒီမြန်မာနိုင်ငံမျိုးတော်ပြောပြပါဆိုတာဒီသူက chat တစ်ခုဖြစ်သွားပြီ new chat ကိုခေါ်ပြီးတော့မှဥမာကျွန်တော်ကျမ်းမာရေးလို့ရေးလိုက်တယ်ဆန့်လုပ်လိုက်တယ်သူက 2.5 Pro ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပါဝင်တဲ့အချက်လက်အကုန်လုံးကိုတိတိကျကျနဲ့သူဖွဲ့ချမ်းစိတ်ဖြာမှုကိုလုပ်ရတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့အချိန်ပေးရတယ်။ပြီးလို့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုအပြေပြန်ပေး။ဖုန်းစကရင်အပေါ်ပါဆုံးဒီမြင်းချောင်းသုံးချောင်းကိုပဲတစ်ချက်ပြန်နေလိုက်မယ်။ Recent လို့မှာကျမရေးနဲ့ပတ်သက်ပြီးတော့ပေးထားခဲ့တယ်။မြန်မာနိုင်ငံမျိုးတော်ပြောပြပါသူမေးထားခဲ့တယ်။ဥပမာကျွန်တော်တို့ဒီကျမရေးအတွက်မေးထားမယ်။နောက်တစ်ခါပညာရေးအတွက်မေးထားမယ်။ကျွန်တော်တို့အော်မေးချင်တဲ့အကြောင်းအရာတစ်ခုခုကို new check ကနေခေါ်ပြီးတော့မှခေါင်းစဉ်နဲ့မေးထားတယ်။နောက်ပိုင်းကို့အနေနဲ့အဲ့လိုမျိုးပြန်မေးစရာမလိုတော့ဘူး။အရင်ကလည်းမေးပြီးသား ဖြစ်တဲ့အကြောင်းအရာတွေအကုန်လုံးပေါ်မှာပဲပြန်မေးချင်တယ်ဆိုလို့ရှိရင်တော့ဒီချက်ကိုပဲပြန်ခေါ်ပြီးတော့ဝင်သွားပြီးပြန်မေးမယ်ဆိုလို့ရှိရင်တော့ကို့ဘွားအချက်လက်တွေကိုပါ analysis ပြန်လုပ်ပြီးတော့တော့မှကိုနဲ့အသင့်တော်ဆုံးဖြစ်မယ်ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အပိုင်းကိုပြန်ဖြစ်ပေးပါလိမ့်မယ် okay ဒါကတော့ new check ရဲ့သဘောတရားပါ new check မှာကနှစ်ပိုင်းရှိတယ်ဥမာကျွန်တော်တို့ဒီဘက်မှာ new check ကိုအနည်းနှိမ့်လိုက်မယ်ဆိုရင်တော့ new check တစ်ခုပုံမှာဖြစ်ပြီးတော့တော့မှဒီဘက်ကအဝိုင်းလေးတွေကနေပြီးတော့မှ message ပုံစံလေးနဲ့အဆက်အဆက်လေးတွေကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်တော့သူကတော့ temporary check ချက်အနေနဲ့တော့လုတ်တယ်ဒါပေမဲ့ temporary ချက်ပဲသူက84နာရီလောက်ကြာသွားပြီဆိုတော့လေဒီချက်ကရှိသမျှအချက်လက်အကုန်လုံးဖျက်ပလိုက်မှာဖြစ်တယ်ဒါကြောင့်မလို့ကိုကတခြားလူသိမခံချင်တဲ့အကြောင်းအရာမျိုးတွေမိမဲ့82နာရီလောက်နေတာနဲ့ဖြတ်သွားသေးချင်တယ်ဆိုလို့ရှိရင်တော့ temporary check ကိုအသုံးပြုရတယ်။ Evolution Jam ကို300ချင်းရည်ရွယ်ချက်ရှိတယ်။ဥပမာ Gemini မှာကျွန်တော်တို့အကြောင်းအရာတစ်ခုမေးလိုက်တယ်ဆိုလို့ရှိရင်သူက generally ဖြည့်ပေးတယ်။ Generally ဆိုတာကကြတော့အကြောင်းအရာအကူလို့ရေးဘူးရအားဖြစ်မဲ့အကြောင်းအရာတွေကို စီမံပြီးတော့မှဖြည့်ပေးတယ်အကြောင်းအရာတစ်ခုပေါ်မှာနက်နက်နေနေမစင်းစားဘူးဂျန်ကြတော့ဒီလိုမတူဘူးဥမာကျွန်တော်က story book ဆိုပြီးတော့မှပေးထားလိုက်မယ်ဆိုလို့ရှိရင်ကိုအောက်မှာရေးပေးလိုက်တဲ့အကြောင်းအရာအကုန်လုံးဒီ story book နဲ့သက်ဆိုင်နေဆိုပြီးတော့မှ story book လုတ်ပုံလုံးနေအတိုင်းပဲအကြောင်းအရာအကုန်လုံးလုတ်ပြီးတော့မှဖြစ်တယ်ကိုက story book ရေးတဲ့နေရာမှာအပေါင်းဂလုတ်ကိုတက်ချက်နေပြီးတော့ကိုရဲ့ခလေးပုံကိုထည့်ပေးလိုက်မယ်ဒီပုံပါခလေးကိုဟောမင်းသားနေရာနေနဲ့ထည့်ပြီးတော့မှဒါမှမဟုတ်မင်းသားနဲ့သားသူရဲကောင်းမင်းကြီးဆိုတဲ့နေရာမျိုးနဲ့ကြိုက်တဲ့ဇက်ကောင်ဖြစ် န်နေပြီးတော့တော့မှ story book ပေါ့နော်ပုံမြင်စာအုပ်တစ်ခုရေးပေးပါဆိုလို့ရှင်သူကရုပ်ပြစာအုပ်လေးရေးပေးတော့မှဖြစ်တယ်။အဲ့စာအုပ်လေးကိုပဲကိုသားသမီးကိုပြန်ပြီးတော့အသုံးပြုပြီးတော့ဖတ်ခိုင်းတာလို့ရှင်အမြန်ကိုအဆင်ပြေနိုင်လေပေါ့နော်။နောက်တစ်ချက်ကကြတော့ Abrusha Jammer ပဲနောက်တစ်ခါ Brain ဆောင်မှာ Brain ဆောင်မှာကြတော့ကိုကဒီစိတ်ကူးတစ်ခုခုကိုဖော်ပြခြင်းနဲ့ဒါပေမဲ့ဘလို့ဖော်ပြရမယ်မသိဘူးအကြံဉာဏ်တွေပါထပ်ပြီးတော့ဒီစိတ်ကူးနဲ့ပတ်သက်တာကိုလေ့လာခြင်းနဲ့ဆိုလို့ရှင်တော့ဒီ Jammer ရေးပေးလိုက် ဒါဆိုလို့ရှိရင်ဥမာကိုကပါတီပွဲတစ်ခုကိုဘယ်လိုဖန်တီးရမှန်းမသိဘူးဒါမှမဟုတ်ဒီအလှူပွဲတစ်ခုကိုဘယ်လိုဖန်တီးရမလဲမသိဘူးဆိုလို့ရှိရင်အဲ့ဒီအလှူပွဲတစ်ခုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဒီ brain storm မှာမထည့်ပေးလား तू ဟာအဲ့ဒီအလှူပွဲတစ်ခုတွေပြင်ဆင်နေတာတွေလောက်ဆောင်အောင်အလုပ်တွေအကုန်လုံးကိုဖော်ပြပေးတယ်ဒါမှမဟုတ်လုပ်ငန်းခွင်တစ်ခုမှာလည်းဒီတိုင်းပဲအကြံဉာဏ်တောင်းနေဆိုလို့ရှိရင် तू ဟာလုပ်ပေးနိုင်တယ်နောက်ကြံတစ်ခုကတော့ career ကကယ်ရီယာအသက်မွေးမ်းကြောင်းဆိုလို့ရှိရင်ငွေစုငွေချေကုမ္ပဏီတွေမှာလုပ်ခဲ့အဲ့ဒီကယ်ရီယာအသက်မွေးမ်းကြောင်းအောင်ကိုသူကတင်ပေးထားလိုက်မယ်ဆိုလို့ရှိလို့ရှိရင်နောက်ပိုင်းကိုဒီမှာကိုအလုပ်နဲ့ပတ်သက်ပြီးမေးသမျှအပိုင်းအ ကုန်လုံးဒီကိုကယ်ရီယာနဲ့ပတ်သက်တဲ့အလုပ်တွေဆိုပြီးတော့ပဲဒီဂျမ်းမှတ်ယူသွားတာအဲ့လိုမှတ်ယူသွားခြင်းကနေပြီးတော့ပဲနောက်ပိုင်းကိုကိုပြန်ပေးတဲ့အဖြေတွေအကုန်လုံးဒီကိုအပေါ်ကမှတ်ယူထားတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှပိုကောင်းတဲ့အချက်လက်တွေဒီဂျမ်းတွေကိုဝင်ပြီးမေးလိုက်တာနဲ့တင်ကိုအတွက်ပို့ပြီးအစဉ်ပြေနိုင်တဲ့အချက်အလက်တွေကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာသင့်တဲ့အကြောင်းအရာတွေအကုန်လုံးကိုပဲတစ်ခုချင်းညီဖော်ပြပေးတော့တာကိုဖေးရလဲပဲနောက်တစ်ခုကတော့ကုတ်တင်ပါဒနာကုတ်တင်ပါဒနာတွေကတော့ကိုမှာကုတ်တင်ရေးတဲ့လူတွေအတွက်ကိုအရန်အသုံးဝင်တဲ့ကိုမှာကုတ်တင်စတ တင်တာနေပြီးတော့မှဘဲကုတ်တင်ကိုပိုင်ဥမာဘဲ programming language ပိုင်ဘဲ computer ပတ်သက်ပြီးတော့မှသင်ကျင်နေဆိုလို့ရှင်တော့ဒီကုတ်တွေပါရနာကိုထည့်သွင်းပြီးတော့အသုံးပြုတယ်။နောက်ကြံတစ်ခုကတော့ language code လန်နစ်ကိုကကြတော့သူကကြတော့ဥမာဘာသာရပ်တစ်ခုခုကိုစတင်လေ့လာမယ်ဥမာကျွန်တော်အင်္ဂလိပ်စာကိုစပြီးလေ့လာဒါမှမဟုတ်ဂျပန်စာကိုစတင်လေ့လာကိုရီးယားစာကိုစတင်လေ့လာမယ်ဆိုပြီးတော့မှဒီမှာလန်နစ်ကိုအနေနဲ့ထည့်ပေးထားလိုက်မယ်ဆိုလို့ရှိရင်ဂျန်ကနေပြီးတော့မှသူ့ကိုကိုပေးသမျှအဖြေတွေကိုလို့ဒီဒီလန်နေမိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေကိုပဲထည့်ပြီးတော့မှပေးမှာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ဒီဘာသာရပ်ကိုလေ့လာခြင်းနဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့မှဘယ်အပိုင်းတွေကိုလဲလေ့လာလို့ရပါသေးတယ်ဆိုပြီးတော့မှတစ်ခုချင်းစီကို specialist အနေနဲ့ကိုဖော်ပြပေးတော့မှာဖြစ်တယ် နောက်တစ်ခုကကျတော့ writing editor ကကျတော့ဥမာကိုက essay ရေးချင်တာမျိုးတွေနောက်တစ်ခါအကြောင်းအရာတစ်ခုကိုရေးချင်တာမျိုးတွေမှာဆိုလို့ရှိရင်လေအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီဖြတ်ပေးတဲ့လူတယောက်လိုမျိုးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှသုံးသက်ပေးတဲ့လူတယောက်လိုမျိုးပဲကိုယ်ပေးမှဖြစ်တယ်ဒီလိုမျိုးအချက်လက်အကုန်လုံးကကျတော့ဒီ Gemini မှာဒီ6ချက်ကတော့ဘေးရင်ပါလာတာဒီအချက်လက်6ချက်စလုံးကိုမှမှာကိုယ်သုံးလိုက်မယ်ဆိုလို့ရှိရင်သုံးလိုက်တာနဲ့ဒီမှာ generalist မဟုတ်တော့ဘဲနဲ့ generalist ဆိုတဲ့ရေဘူးရအဖြစ်ပေးတာမျိုးမဟုတ်ဘဲနဲ့ specially ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအ ထူးပြုပုံစံမျိုးအနေနဲ့ကိုပြန်ပြီးပေးမှဖြစ်တယ်နောက်တစ်ခုကကြတော့ဒီအပြစ်မဟုတ်ဘူးကိုက you are jam you are jam မှာကြတော့ကိုကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကိုကဒီ jam တစ်ခုကို create လုပ်ထားလို့ရဥပမာကိုက project တစ်ခုကင်မယ် project တစ်ခုဒါမှမဟုတ်အလုပ်တစ်ခုကိုစပြီးလုပ်တော့မယ်ဘယ်ရဆက်လုပ်လို့လုပ်မှန်းမသိဘူးအဲ့ဒီမှာကိုအနေနဲ့ဒီလုပ်ဒီလုပ်လုပ်ချင်တယ်ကိုလုပ်ချင်တဲ့အပိုင်းအကုန်လုံးကိုဖော်ပြပေးပြီးသွားတော့မှ jam မှာထည့်ထားလိုက်တယ်ဒါဆိုလို့ရှိရင်ကိုကိုဒီအလုပ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုပဲအမြဲတမ်းပြန်ပေးနေမှာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ဒီ jam ကိုအသုံးပြုတဲ့နေရာမှာတော့တစ်ခုတည်းထားချင်တာဒီ jam ဒီဒီအလုပ်နဲ့ပတ် ်သက်ပြီးတော့ပဲမေးစေခြင်းနဲ့ဥမာကျွန်တော်တို့ယာတိဥရုဒီနေ့ဘယ်လိုရှိလဲဆိုတာမျိုးကိုတော့ဒီဂျမ်မာလမ်းမမေးသင့်ဘူးဒီဂျမ်မာကကျတော့ကိုစပြီးမေးလိုက်တဲ့အကြောင်းအရာတွေကနေစပြီးတော့မှကက်တဂိုရီတစ်ခုချင်းစီအမျိုးသားတစ်ခုချင်းစီလိုက်ခွဲသိမ်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမေးခြင်းနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်မှသာဒီဂျမ်ထဲမှာဝင်ပြီးမေးဖို့အတွက်အသုံးပြုစေချင်တယ်နောက်တစ်ပိုင်းအနေနဲ့ဖုန်းစခွင်ရဲ့ဘယ်ဘက်အပေါ်ဘက်ဆုံး down ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါလေးကိုတစ်ချက် နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်ပါဆုံးမှာတော့အခုဆိုလို့ရှိရင်ကျွန်တော်ဒီဂျီမင်းနဲ့တုံးထားတယ်နောက်ကိုကဂျီမင်းတွေချင်းကျင်တယ်ဆိုလို့ရှိရင်တော့ဒေါင်ဝဲလေးလို့နှိပ်ပြီးသွားတော့မှကိုတခြားဂျီမင်းနဲ့အသုံးပြုကျင်တယ်ဆိုရင်တခြားဂျီမင်းပြောင်းသုံးလို့ရတယ်ပေါ့နော်စက်တင်ဘာပထမဆုံးတွေ့တာကတော့ upgrade to google ai ဘူးတဲ့ဒါကကိုက google ai ဘူးဒီအစင်းညင်လို့ရတယ်ပေါ့နော်တစ်လကိုအဲထိုင်းဘတ်ငွေငင်းလဲဆိုလို့ရှိရင်တော့95ဘတ်ပါမတ်ပေါ့နော်6လစာအတွက်ဆိုပြီးတော့တော့မှအသုံးပြုလို့ရတယ်နောက်တစ်ချက်ကကြတော့ Gemini app activity gemini app activity ကဘာကိုလုံးဆောင်တယ်လဲဆိုလို့ရှိရင်ဥမာကျွန်တော်တို့ activity တွေကိုဝင်လိုက်တယ်ဥမာကျွန်တော်တို့ mail လိုက်သမျှစကလုံးတွေအကုန်လုံးကို gemini က keep လုပ်ထားမယ်ဒီဘက်မှာ on လုပ်ထားတယ်ပေါ့နော်ကိုယ်လုပ်ထားပြီးတော့မှကိုယ့်ကိုနောက်ပိုင်းအဖြေပြန်ပေးတဲ့အခါမှာကိုကဘယ်လိုလူစားမျိုးလဲကိုယ့်ကိုအဖြေတွေပြန်ပေးတဲ့အခါမှာဆိုလို့ရှိရင်ကိုဘာတွေလုံးဆောင်တယ်ပေါ့မူတည်ပြီးတော့မှ key activity ကိုယ့်ရဲ့လုံးဆောင်မှုတွေကိုသိမ်းပြီးတော့မှအဖြေပြန်ပေးပါဆိုပြီးတော့ on ထားတာအဲ့လို on ထားလိုက်တဲ့အတွက်ကြောင့်မို့လို့လေအောက်မှာ तू ကထပ်ပြီးတော့ရွေးလို့ရသေးတယ် ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကိုတဲ့ပိုကောင်းစေဖို့အတွက်ပေါ့နော် live version တို့စကားပြောတဲ့နေရာမှာကိုထည့်သွင်းလို့ပြီးမလားဆိုပြီးတော့မှပြီးတယ်ဒီမှာ on တဲ့နေရာမှာ off ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အချက်လက်အကုန်လုံးကိုဂျမနိုင်းကသူ့ရဲ့ AI train မှုအတွက်နဲ့နောက်တစ်ခုကိုယ့်ရဲ့ information တွေကိုတော့မှတ်ထားမှာတော့မဟုတ်တော့ဘူးနောက်ပိုင်းကိုယ့်အနေနဲ့ဂျမနိုင်းကိုအသုံးပြုလိုက်တိုင်းမှာတော့အသက်အနေနဲ့ပဲပြန်ပြီးတော့ကိုမေးလိုက်တဲ့အကြောင်းအရာတွေပေါ်မှာဖြစ်နေပါလိမ့်မယ်ဒီဘက်မှာကျတော့ကိုယ့်ရဲ့ဒီ activity လှုပ်ဆောင်မှုတွေအကုန်လုံးကိုသူက16လနေဖြတ်မယ် ယ်ဆိုပြီးတော့တော့မှပြောတယ်အဲ့ဒီမှာကိုကတစ်ဖက်ဘေးအဲရိုလီကိုတစ်ချက်နှိပ်ပြီးတော့တော့မှကိုဘဏလလဲဆိုပြီးတော့တော့မှပြက်ဖြက်ခိုင်းလို့ရတယ်ဘောနော် auto di update မလုပ်တာမျိုးတွေကိုလည်းကွန်မန့်ပေးထားလို့ရတယ်ဒါကတော့ကိုရဲ့ပြောတဲ့အချက်လက်တွေပေါ်မှာ Gemini ကသူ့ AI train ဖို့ ਨੇ နောက်တစ်ခါကိုယ့်ကိုပို့ပြီးတော့ Gemini AI ကပို့ပြီးသိဖို့အတွက်ကိုလုပ်တဲ့အပိုင်းဒါကတော့ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်ကိုကဒီမှာအရေးကြီးတဲ့အချက်လက်တွေကိုလူသိမကန်ချင်တဲ့ကိစ္စမျိုးတွေပဲမေးလိမေးထရှိတဲ့တချို့အကြောင်းအရာမျိုးတွေဆိုလို့ရှိရင်เนาะဒ ါလေးကို off ထားပြီးမှပဲမိပါတချို့တော့ရှိတယ် အိမ်ကမိမအရိုက်ခံရမယ့်ကိစ္စမျိုးလေးဆိုတော့အော်ပီမှာမေးတွေ့သွားရင်တော့ဒုက္ခရောက်လိမ့်မယ်။နောက်တစ်ချက်ကကြတော့ set info set info ဆိုတာကကြတော့ကိုယ့်ရဲ့အချက်လက်တွေအကုန်လုံးကို Gemini နဲ့မှာ save ထားတာပေါ့နော်။ကိုယ့်ရဲ့ information အချက်လက်တွေအကုန်လုံးကို save ထားတာ။ဟော default အနေနဲ့တော့ဖွင့်ထားတာပါတယ်။အဲ့ဒီမှာ app ကိုတစ်ချက်နှိပ်ပြီးတော့မှကိုကဘယ်လိုလူစားမျိုးလဲ၊ကိုယ့်ရဲ့အလုပ်ကဘာလဲ၊ကိုယ့်ရဲ့မှာဘာယောဂါရှိတယ်၊ကိုယ့်မှာပေါ့နော်ဘယ်လိုအလေးထားမျိုးတွေရှိတယ်ဆိုတော့ကိုယ့်ရဲ့ information တွေကိုပဲ Gemini ကိုပြောပြထားလို့ ရတယ်။အဲ့ဒီတော့ကြောင့်မလို့ဂျမနိုင်းကကိုယ့်ကိုအပြေပြန်ပေးတဲ့အခါမှာလေကိုယ့်အကြောင်းကိုဂျမနိုင်းကတိပြီးတော့တော့မှပုံမတိကြတယ်ကိုနဲ့ live ဖတ်တဲ့ကိုအလုံးနဲ့ပတ်သက်တာမျိုးကိုယ့်ရဲ့ဂျမိုင်းနဲ့ပတ်သက်တာမျိုးတွေအပြေပြန်ပေးတဲ့အခါမှာကိုယ့်အကြောင်းကိုပို့ပြီးတော့မှဂါဂါနာနာတိပြီးတော့တော့မှဆောင်ရွက်ဆောင်ရွက်မျိုးတွေနဲ့ပို့ပြီးတော့ပေးလာနိုင်တာကိုတွေ့ရတယ်။ဒါကတော့ set information ကိုတော့ထည့်တာပါ။အဲ့ဒါကတော့ set information အကြောင်းပါ။နောက်တစ်ခုက app app ကကြတော့ Gemini ကသူက သူတီးတဲ့အလုပ်လုပ်တာမျိုးမဟုတ်ဘဲနဲ့တခြားသော application တွေနဲ့လည်းပူးပေါင်းပြီးတော့အလုပ်လုပ်ဆောင်နိုင်တယ်ဥပမာဒါဆိုလို့ GitHub တို့ဥပမာ Google Workspace မှာရှိတဲ့ Gmail, Calendar, Google Document, Google Drive, Google Keep နဲ့ Google Docs ဆိုတဲ့အပိုင်းတွေအကုန်လုံးကိုကျွန်တော်တို့ကအဲ့ဒီ application နဲ့ပူးပေါင်းလုပ်ဆောင်စေချင်တယ်ဆိုလို့ရှိရင်တော့ဖွင့်ပေးလိုက်ရုံပဲဒါဆိုလို့ဆိုလို့ရှိရင် Gemini ကနေပြီးတော့တော့မှ Gmail ထဲမှာရှိတဲ့ဥပမာကျွန်တော်တို့ Gmail ထဲက အဲဝင်လာတဲ့ message အစ်စ်တွေကိုကျွန်တော်တို့ဖတ်ချင်တယ်။အဲ့ဒါဆိုလို့ရှိရင် Gmail ထဲကိုတွားနေစမ်းမလို့ဘူး။ကျွန်တော်တို့ Gmail ထဲမှာရှိတဲ့ကိုမဖတ်သေးတဲ့ Gmail တွေအကုန်လုံးကိုဖော်ပြပေးပါဆိုလို့ရှိရင်ဂျမနဲ့တခါလေးတန်းဆွဲလာပေးမယ်။အဲ့ဒီမှာမှာကြော်ညာတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြော်ညာတွေမပေးနဲ့။ နောက်တစ်ခါငါ့ကိုဘသူဘသူကနေပြီးတော့မှဂျီမေးတွေပဲပေးဆိုလို့ရှိရင်လည်းကွာဂျမနိုင်းကနေပြီးတော့တော့မှလှမ်းဆွဲယူပြီးတော့မှကိုနဲ့သက်ဆိုင်တဲ့ဂျီမေးတွေကိုပဲဖော်ပြပေးနိုင်တယ်။တချို့မလို့အပ်တဲ့ဂျီမေးအရှိကြီးတွေဆိုလို့ရှိရင်လည်းသူကစမိုင်းလုပ်ပေးနိုင်တယ်။ကိုကဲကလင်နာမှာဆိုလို့ရှိရင်လည်းကိုကဲကလင်နာမှာဘယ်ချိန်မှမီတီရှိတယ်ဘယ်ချိန်မှဘာလုပ်လို့ရတယ်ဆိုတာမျိုးအကုန်လုံးဂျမနိုင်းကဆွဲယူလို့ရတယ်လို့ကိုကဲကလင်နာမှာလည်းဂျမနိုင်း feature တွေကိုတွားပြီးတော့တွဲသုံးလို့ရတယ်။ဒါပေမဲ့ဒီမှာတခုနည်းနည်းဝမ်းနေစရာကောင်းတာကတော့ကျွန်တော်အသုံးပြုနေကြ Google Sheet ကိုလုံးဝမပေးရပါဘူး။ Pro feature မှသာရပါတယ်။အဲ့ဒါတော့ကျွန်တော်တို့က တော့တော့အဆင်မပြေဘူးအမှ message app တွေ phone app တွေနဲ့လဲချိန်ပြီးတော့အသုံးပြုလို့ရရတယ်ဗောနော်ဥပမာ message ဆိုလို့ရှိရင်လဲကိုက သူကိုမက်ဆေ့ချ်ပို့ပေးလိုက်ပါဆိုပြီးတော့မှ off call Gemini ကလိုက်ချက်မှာတခါတည်းပြောလိုက်ရုံနဲ့တင်မက်ဆေ့ချ်ပို့ပေးတာမျိုးတွေဒီကိုလောက်ဆောင်လို့ရတယ်။နောက်တစ်ချက်ကနေကတော့ Gem Manager ကိုစီမံခန့်ခွဲတာ။ Gem Manager ကတော့ခုနကအရှိမပြောခဲ့တဲ့အတိုင်းပဲ UG Gem ပဲ။ဒီ Gem ကိုမှမှကိုကတော့ဒီမှာဝင်ပြီးတော့မှ UR Gem ကိုဘယ်လိုမျိုးစီမံခန့်ခွဲမလဲဆိုပြီးတော့မှ feature တစ်ခုအနေနဲ့ကိုထပ်ပြီးတော့ထည့်ထားပေးတဲ့နေရာပါ။နောက်တစ်ခုက update ပါ။ update ကတော့ဒီ Gemini ကိုပဲအချိန်လောက်တော့ update ရခဲ့တယ်။နောက်ထပ် update ဒီပါရီကနေပြီးတော့ဆိုပြီးတော့ဖော်ပြရတယ်။ဘာသိအေးမကြီး။နောက်တစ်ခုကတော့ privacy hack ပါ။ ဒီကောင်ကတော့ဘယ်သူမှဖတ်မယ်လို့မထင်ပါဘူးဂျမနိုင်းရဲ့ property တွေကိုဟောဖော်ပြထားတဲ့အပိုင်းတွေကျွန်တော်တို့လည်းမဖတ်ပါဘူးဖတ်တဲ့လူရှိရင်လည်းတော်ပါတယ်နောက်တစ်ခုကကျတော့ swift to google assistant google original ဘေးအင်ပါတဲ့ဖုန်းတွေမှာ google assistant ကိုသုံးလို့ရတယ်များသောအားဖြင့်တော့တိတ်သုံးလို့သုံးတာတော့မရှိကြပါဘူး ဘဂဲအက်စစ်စတန့်ကအရန်အသုံးမနော်။ကောင်မောင်းနေနဲ့ကိုကလူတယောက်ကိုဖုန်းခေါ်ချင်တာပဲဖြစ်ဖြစ်ဖုန်းကိုကင်ပြီးတော့မှခေါ်နေကြမလို့ဘူး။အက်စစ်စတန့်နဲ့တခါလဲတန်းလန်းပြီးတော့ခေါ်လို့ရတယ်ပေါ့နော်။အဲ့ဒီအက်စစ်စတန့်နေရာမျိုးတွေမှာလဲဂျမနိုင်းမှာတန်းပြီးတော့ထည့်သွင်းပြီးတော့အသုံးပြုလို့ရတယ်။စက်တင်စက်တင်ကိုမသွားခင်မှာ feedback တွေ have တွေကတော့ပုံမှန်တိုင်းပဲ application နဲ့မှပါတဲ့အတိုင်းပဲ feedback ဂျမနိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ် feedback ပြန်ပေးလို့ရတယ်။ have တွေကတော့ဟိုနေနဲ့ဒီဂျမနိုင်းမှာပို့ပြီးသိချင်တဲ့ကိစ္စမျိုးတွေတခုအကူအညီယူချင်တဲ့ကိစ္စမျိုးတွေဆို have ကိုဝင်ပြီးတော့အသုံးပြုလို့ရတယ်။ဂျမနိုင်းစက်တင်ပဲဖြစ်ပါတယ်။စက်တင် you are public link ကိုဘယ်လိုအသုံးပြုလဲဆိုလို့ရှိရင်ကျွန်တော် you are public link နဲ့ကိုတစ်ချက်ဝင်မယ်ဟုတ်ပြီကျွန်တော် public link ချချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျမနိုင်းပြည်နှက်ကမြင်းချောင်းသုံးချောင်းကိုတစ်ချက်နှိပ်အဲ့ဒီမှာကို public ချချင်နေပေါ့နော်ကိုယ့်ရဲ့အပေါင်းတငယ်ချင်းတွေကို ပေးချင်နေအအကြောင်းအရာတစ်ခုကိုနှိပ်လိုက်ကျွန်တော်တို့ဒီမှာတော့ဂျမကြီးတွေကိုတစ်ချက်နှိပ်မယ် အောက်မှာဒီအောက်ကစာအုပ်ကျွန်တော်တခြားတငယ်ချင်းတွေစီကိုแชร์ခြင်းနေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီဘက်ကျမကြီးမိထားတဲ့အောက်မှာအဆက်ကလေး34ရှိတယ်အဲ့အဆက်ကလေး30ကိုတစ်ချက်နဲ့အောက်မှာ share conversation ဆိုတာရှိတယ်အဲ့ဒါကိုတစ်ချက်နဲ့ okay အဲ့ဒီမှာကိုကြိုက်နေတဲ့ရ channel ကနေပြီးတော့မှ Facebook ကပဲဖြစ်ဖြစ် Messenger ကပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်ကြိုက်နေတဲ့ရ channel ကနေပြီးတော့မှ share ပေးလို့ရပါတယ် ။နောက်တစ်ခုအနေနဲ့ကျတော့သူ့စီမှာဒီ Gemini ကို public link share တဲ့နေရာမှာလုပ်လို့ရတာဒီတော့ copy ပေါ့နော်ဒီစာတွေအကုန်လုံးကို copy ယူလို့ရတယ်။နောက်တစ်ခါ export to command တွေကိုလည်းတစ်ခါတည်းတမ်းပြီးတော့ share လို့ရတယ်။ Gmail တွေမှာလည်းတစ်ခါတည်းထည့်ပြီးတွဲပြီးအသုံးပြုလို့ရတယ်။ဗမာတွေမှာအဓိကအသုံးပြုလို့ကောင်းလဲဆိုလို့ရှိရင်တော့ဥပမာကျွန်တော်တို့ Gmail တစ်ခုရေးတယ်။ဒီဘက်မှာသူ့အနေနဲ့ရေးပေးတဲ့စာလေးကိုကြိုက်တယ်။အဲ့ဒါဆိုလို့ရှိရင်ဒီမှာတစ်ခါတည်းအောက်က Gmail အနေနဲ့တစ်ခါတည်းတန်းထည့်ပြီးတော့ပို့လိုက်လို့ရ။ဒါကတော့ Gemini ရဲ့ public link မှာနောက်တစ်ခုကကျတော့ Gemini Boy Gemini Boy ကဗမာအသုံးပြုသ တယ်လို့ဆိုလို့ရှင်တော့ကျွန်တော်တို့ပြန်ထွက်လိုက်မယ်။ဟိုမှာရှိတဲ့ live chat ဒီ live chat မှာအဓိကအသုံးပြုရဲ့ okay အဲ့ဒီမှာဘာအတွက်အသုံးပြုတယ်လို့ဆိုလို့ရှင် setting တွေကိုတွားပြီးတော့ဒီမှာ Gemini Boy မှာကျွန်တော်တို့ကနှိပ်လိုက်မယ်ဆိုလို့ရှင်ဥမာကြိုက်တဲ့အတန်ကိုရွေးပြီးတော့မှကိုယ့်ကိုပြန်ပြောခိုင်းနိုင်တယ်ပေါ့နော်ဒါကတော့ Gemini ရဲ့ Boy ကိုအသုံးပြုတာနောက်တစ်ခုကကျတော့ Interpret Live Response ဆိုတာကဥမာ Gemini ကကိုယ့်ကိုစကားတွေပြန်ပြီးတော့ပြောပေးနေတယ် အဲ့ဒီအချိန်မှာကိုကဒီကောင်ကိုပိတ်ထားလိုက်မယ်ဆိုလို့ဆိုလို့ရှိရင်ကိုကပြန်ပြောလိုက်လေ तू ကမရအောင် तू ပြောချင်တာပဲ तू ဆက်တိုက်ပြောနေမယ်အဲ့ဒီသဘောမျိုးကိုကဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ तू ပြောလိုက်တဲ့အချိန်ဒီမှာကိုဖြတ်ပြောလို့ရှိရင် तू ကရက်သွားတယ်ရက်သွားပြီးတော့မှကိုကိုပြောချင်တဲ့အကြောင်းအရာကို तू နားထောင်တယ်ပြီးတော့မှပြန်ပြီးအဖြေပေးတယ်အဲ့ဒါကတော့ interpreter live response မှာအခုလက်ရှိမှာတော့ဒီ live response အကြောင်းကိုတော့ကျွန်တော်အသီးသန်ဗီဒီယိုတစ်ခုထပ်လုပ်ပေးပါမယ်နောက်တစ်ခုကကျတော့ caption reference caption reference ဆိုတာကလည်းဘာအတွက်လဲဆိုလို့ရှိရင်ဥမာ Gemini ကသူ့အနေနဲ့စကားတွေပြန်ပြောလိုက်တဲ့အခါမှာ show caption ကို အွန်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကကြတော့ပြောလိုက်တဲ့စကားလုံးတွေသူပြောလိုက်တဲ့စကားလုံးတွေအကုန်လုံးကို तू ကစာတစ်ခါတည်းထိုးပြီးတယ်စာတစ်ခါတည်းထိုးပြီးတော့ तू မှတ်တမ်းတင်သွားပြီးတယ်ဒီဘက်မှာပိတ်ထားလိုက်မယ်ဆိုလို့ရှိရင်တော့စာထိုးပြီးမှမဟုတ်ဘူးစကားကစကားနဲ့ပဲပျောက်သွားမှာဖြစ်တယ်ဗောနော language ကတော့ကိုကြိုက်တဲ့ language ကိုယူထားနိုင်တယ်နောက်တစ်ချက်ကကြတော့ language language မှာကိုဂျမနိုင်းကိုပြောတဲ့အခါမှာဘယ် language နဲ့ပြောမလဲဆိုတဲ့အပိုင်းမှာ default အနေနဲ့ပါတဲ့ language ကတော့ english language ပါတယ်အဲတခြား language တွေကိုလည်းအဲ another language ဆိုပြီးတော့မှကိုလိုချင် င်တဲ့ language ကိုပြောတဲ့ language ကိုထည့်ပေးလို့ရတယ်ဒါပေမဲ့မြန်မာလိုမတွေ့သေးပါဘူးဟုတ်ပါတယ်နောက်ပိုင်းတော့ရလာနိုင်ကြီးရှိပါတယ်နောက်တစ်ချက်ကကြတော့ hey go get white mesh အဓိကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က Gemini ကို live chat ကိုတခါလေးယူသုံးခြင်းတယ်ဆိုလို့ရှိရင် Gemini မှာကျွန်တော်တို့က hey go get ဆိုပြီးကိုခေါ်တဲ့အတန်ကိုသူ့ကိုမှတ်တမ်းတင်ထားတာဒီမှာတော့ကျွန်တော်မှတ်တမ်းတင်ထားကျွန်တော်မရှိသေးဘူးမှတ်တမ်းတင်ခြင်းတယ်ဆိုလို့ရှိရင်တော့ we train white mesh mode ကိုတစ်ချက်နဲ့အဲ့ဒီမှာ I agree လို့ပြီးတော့မှကို့အတန်ကို तू ကတစ်ချက်မှတ်ထားမယ်ကိုကဥပမာ Facebook သုံးနေတယ် Hey Google ဆိုပြီးကိုလန်းခေါ်လိုက်တာနေတယ် Facebook ရဲ့ application မှာကိုသူ့ရဲ့ Hey Google ဆိုတဲ့အပိုင်းကိုတစ်ချက်လာပြီးတော့ ဟိုကိုခဲချမနိုင်ကနေ live chat အနေနဲ့လာပြောတယ်ဟိုဘာအကူကြီးတောင်းချင်တာလဲဆိုပြီးတော့အဲ့ဒီမှာကိုကကိုလိုချင်တာဒီ Facebook မှာရှိတဲ့ screen ကဘာကြီးလဲဒီမှာရှိတဲ့အပင်ကဘာလဲဒီတဲ့ပုံကဘာလဲအဲ့လိုမျိုးနေနဲ့တခါလဲယူလို့ရတယ်ပြီးလို့ချင်းအဲ့ဒီပုံလေးကိုတစ်ချက်ငါ့ကို screen shot ရိုက်ပေးဆိုပြီးတော့လဲယူလို့ရတယ်အဲ့လိုမျိုးလှမ်းခေါ်ဖို့အတွက်ကိုဟေးကိုခဲဆိုတဲ့အတန်ကိုအတန်ကိုထည့်ထားတာဟုတ်ပြီအောက်မှာတော့ delete point mode ကတော့ဒီကိုထည့်ထားတဲ့အတန်ကိုဖျက်ပလိုက်တော့ဆိုပြီးတော့မှပြောတာ hey cookie ကိုပိတ်ထားလိုက်မယ်ဆိုလို့ကျွန်တော်ကို hey cookie ဘယ်လောက်ခုခေါ်တုတ်ပြန်မှာ မဟုတ်ပါဘူးနောက်တစ်ချက်ကတော့ screen context screen context ကတော့နည်းနည်းအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုက Gemini ကိုကိုနှစ်ကလို့ hack ကဲသုံးလိုက်တယ် live chat တွေလာတယ်ဒါမှမဟုတ်လို့ကြည့်လို့ရှိရင်လည်းဟောတခြားပေါ့နော် Gemini application သုံးနေတယ်တခြား Gemini နဲ့တူရဲသုံးတဲ့ application တွေမှာဆိုလို့ရှိရင် user from screen မှာ you type for screen ဆိုတာကြတော့ကိုယ့် screen မှာရှိတဲ့စာတွေအကုန်လုံးကို Gemini ကအဲ plan ပြီးတော့မှစာတွေကိုဖတ်ပြီးလူပို့အတွက်ကို screen ဖွင့်လာတာဥပမာကျွန်တော်က live chat အသုံးပြုတယ်ဟိတ်ကုတ်ကဲအသုံးပြုတယ် Facebook အသုံးလေးတယ်အဲ့ဒီမှာရှိတဲ့စာတွေကို Gemini ကို use that from screen ဖွင့်ထားလိုက်တယ်ဆိုလို့ရှိရင် Gemini ဒီစာတွေကိုလှမ်းဖတ်ပေးတယ်ပြီးတော့ပြီးတော့အဲ့စာတွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းကိုပြောတယ်ဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်ဥမာကိုနားမလဲတဲ့ဘာသာစကားတစ်ခုခုနဲ့စာကရေးထားတယ်ဥမာကျွန်တော်တို့နားမလဲတဲ့ထိုင်းစာဒါမှမဟုတ်မလေးရှားစာအော်ဂျပန်စာကိုရီးယားစာအဲ့စာမျိုးတွေကိုရေးထားတဲ့အခါမှာဆိုလို့ရှိရင်လေ YouTube from screen ကိုကျွန်တော်ဖွင့်ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ screen ငါ့ကိုဒီစာဖတ်ပေး ထပ်ပေးပြသပြီဆိုလို့ရှိရင်ငါအင်္ဂလိပ်လိုပြန်ပြောပြအခုကတော့အင်္ဂလိပ်လိုပဲရသေးလို့ပေါ့နော်အင်္ဂလိပ်လိုပြန်ပြောပြဆိုလို့ရှိရင်သူကအင်္ဂလိပ်လိုပြန်ပြောပေး နောက်တစ်ခုကကျတော့ use screenshot ကျတော့ကိုကြည့်နေတဲ့ဓာတ်ပုံကကိုဘာမှမသိအဲ့ဒီအချိန်မှာဆိုလို့ရှိရင် use screenshot ကိုဖွင့်ထားမိသူက screenshot တခါတည်းတိုင်ရတော့မှာရိုက်ပြီးဆိုလို့ရှိရင်ဒီ screenshot ထဲမှာဒီ screen ကဘာပါဘယ်နေရာမှာပါဘယ်လိုမျိုးရသည်ဥပဒေဖြစ်ပါလဲအဲ့ဒီ use screenshot ကိုသုံးလို့ရတယ်နောက်တစ်ခုက flash screen ဆိုတာကျတော့ကိုကဖုန်းမှာရှိတဲ့ screen ကိုဓာတ်ပုံရိုက်လိုက်ပြီးဆိုလို့ရှိရင်သူက flash screen ဆိုတာ screen ကပတ်စုံမိတ်တုံမိတ်တုံလေးပြီးနေတော့ခဏလေးပြောင်းသွားတဲ့အပိုင်းမျိုးအနေနဲ့ notify ပေးရဒီလိုမျိုး notify ကိုပိတ်ထားလို့လည်းရတယ်ခွင့်ထားလို့လည်းရတယ်ဂျမလိုင်းကကိုယ့်ရဲ့ အဲ screen ကိုဓာတ်ဝင်ရတဲ့ဆို flat screen ဆိုသူကတခါလဲ first screen ကြပဲလိမ့်မယ်နောက်တစ်ခုကကျတော့ contact info from your device ဒီကောင်ကကျတော့ကိုယ်မှရှိတဲ့ contact information တွေကိုဂျမိုင်းမှာလာထည့်ထားပေးတာအော်ဗမာသုံးဝင်လဲဆိုလို့ရှိရင်ဥမာကျွန်တော်တို့ကားမောင်းနေနေပဲဖြစ်ဖြစ်ရင်မောင်းနေပဲဖြစ်ဖြစ်ကိုဖုန်းခေါ်ပြီးတော့ဆုပ်ကိုမနှိပ်လို့မရတဲ့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် contact information တွေကိုယူထားမယ်ဆိုလို့ရှိရင် hey ဂျမိုင်း ငါကိုဘယ် content number တွေကဘသူကို message ပို့ပေးပါဘာကြောင့်သူကမနိုင်ရတခါလဲသူကတော့သူ message auto ပို့သွားမှာဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုက phone မှာပေါ့နော် content phone ရဲ့ကိုလည်းဖွင့်ထားပေးပြီးသားဖြစ်တယ်ဒီမှာလည်း content information ပေးထားမယ်ဆိုဘသူကတော့ငါ့ကို phone call ပေးဆိုတာနဲ့ဂျမနိုင်ရတခါလဲတန်းပြီးတော့ phone call ပေးပါလိမ့်မယ်ဒါလေးကိုတော့ကျွန်တော်အခုပိတ်ထားပါတယ်နောက်တစ်ချက်ကကျတော့ view subscription ကတော့ဂျမနိုင်မှာကျွန်တော်တို့ subscription ကျွန်တော်အခုလုံးမထားပါဘူးအဲ့ဒီ subscription plan တွေကိုကြည့်ရပါ ဟိုမှာကိုယ်အနေနဲ့ subscription လောက်ထားတာတစ်လ subscription ယူထားတယ်ဒါမှမဟုတ်နှစ်လ subscription ယူထားတယ်ပေါ့နော် pro ကို2လ3နာရီ3လ3နာရီ4လ3နာရီအဲ့ဒီမှာဘဏ္ဍာလောက်ကျန်သေးလဲဆိုပြီးတော့ကြည့်ရပါဟုတ်ပြီနောက်တစ်ခုကကျတော့ Gemini on lot subscription ဒီကောင်းကြောင့်နည်းနည်းအရေးကြီးတယ်ဟိုမှာ Gemini က live chat ကိုအသုံးပြုတဲ့အခါမှာ lot subscription ပိတ်ထားတယ်ဆိုလို့ရှိရင်ဒီကောင်းအောင်သုံးပါလား Gemini live chat ကိုသုံးပါလားဒီဘက်မှာ Gemini on lot subscription မှာကျွန်တော်ဖွင့်ထားတယ်ဥပမာကျွန်တော် phone subscription ပိတ်ထားပြီးမဲ့လေ hey google လို့ခေါ်လိုက်တာနေတယ်သူကတခါလေးတန်းပြီးတော့ ဘာအကြောင်းအရာသိကျင်လဲဆိုပြီးတော့တမ်းမေးမှဖြစ်တယ်ဒါပေမဲ့တချို့ screen မှာရှိတဲ့အကြောင်းအရာတချို့ application ပိတ်ထားတဲ့အကြောင်းအရာတွေကိုတော့မေးလို့မရပေမဲ့ပုံမှန်ဖုန်းခေါ်ခိုင်းတဲ့ကိစ္စမျိုးလေးတွေ message ပို့ခိုင်းတဲ့ကိစ္စမျိုးလေးတွေနဲ့တခြားအကြောင်းအရာမျိုးလေးတွေတော့လုပ်လို့ရတယ်အောက်မှာက make call and send message မှာ without and login နဲ့ကိုကျွန်တော်ဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေ permission ပေးထားတဲ့အပိုင်းအာနောက်တစ်ချက်အနေနဲ့ကျတော့ Google Assistant feature in Gemini Gemini ရဲ့ feature ကို Google Assistant မှာမှထည့်သွင်းသုံးပါလားဆိုပြီးတော့ဖော်ပြပေးရတာဒီမှာတော့ကျွန်တော် ော်ဖွင့်ထားပေးတယ်။ Gemini Assistant from Google ကျွန်တော်တို့အနေနဲ့ Gemini Assistant ကိုသုံးတဲ့အခါမှာဥမာ Hey Google ခေါ်ပြီးတော့မှကိုသုံးတဲ့အပိုင်းဒီမှာအဓိကအနေနဲ့ Gemini ကိုပဲသုံးပါလား။ Negotiation ဆွဲ Google Assistant ကိုသုံးပါလားဆိုပြီးတော့မှ Chinese တရားကိုရွေးပြီးတော့ သုံးလို့ရပါတယ် Gemini application အကြောင်းတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လုပ်တော့ပေးပါဦးနောက်ထပ်များပါလဲ AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုထပ်ပြီးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို subscribe လုပ်ထားပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့အဆုံးထိကြည့်ရှုရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ